မဟုတ်ဆိုတော့ကျွန်တော်လေရင်ကစားတဲ့တက်တန်းတစ်ချက်အခုဆိုရင်10နှစ်ပြည့်ပြီပေါ့နော်2025ဆိုရင်လေရင်က2015တွေကကစားတယ်10နှစ်ပြည့်ပြီဆိုရင်ဒီဘွေးကအများဆုံးလို့တော့ပြောလို့ရတယ်ပေါ့အဲ့တော့လေကျေးဇူးအများကြီးတင်ပါတယ်မရှိဘူးမရှိဘူးဘာကြောက်လဲဆိုဟို ကစားရတာလည်းနည်းနည်းလေးဟိုဘက်တင်အရင်ခန်းစစ်ပထမမှာခန်းစစ်အရင်ဟိုဟာဘယ်လိုပြောမလဲဒီဖြစ်လွန်အားကြီးရဲ့ပြီးတော့ဟိုဘောလုံးလည်းအသိမရဘူးမရတဲ့အတွက်ကြောင့်အဲလိုကိုလည်းကိုယ်တိုင်လည်းဘာမှအသိမလုပ်ပြနိုင်ဘူးတော့တော့ခံစားရတယ်ဗောနော်စောင့်ကြည့်ရမယ်မြန်မောင်လေးမဲအတားမှားပြီးတော့အေးရလို့ကြာတယ်ခေါင်းတိုင်ပြန်ချပြီးတိတ်ပြီ ျွန်တော်တို့အနိုင်မွေးရတဲ့အတွက်တော့ကျွန်တော်အများကြီးဝမ်းသာပါတယ်အားရချင်တဲ့မှုတော့ရှိပါဒါပေမဲ့ကျွန်တော်ဒုတိယပိုင်းကစားသွားတာတော့ကျွန်တော်လုံးဝအားရချင်တဲ့မှုရှိဘူးနော်အဲ့နောက်လာမဲ့ပွဲရံလည်းဒီချက်ပို့ပြီးတော့အာယုံဆိုင်ရဖို့လိုအပ်တယ်လို့ဒီချက်ပို့ပြီးတော့လည်းကြိုးစားဖို့လိုအပ်တယ်ပြီးတော့သင်ရဲ့ discipline ကိုလည်းလိုက်နာဖို့လိုအပ်တယ်ပေါ့ဟုတ်ကဲ့ကျွန်တော်အမြဲတမ်းပြောနေကြရကျွန်တော်အခွင့်အရေးရရင်တော့ကျွန်တော်အကောင်းဆုံးအခွင့်အရေးကိုအာမိရဆုပ်ကိုင်မယ်အဲ့လိုမျိုးကိုသွင်းမယ်ဒါပေမဲ့ ကျွန်တော်တို့ကအသင်းနိုင်မှုရေးကြည့်တာပေါ့နော်ကိုရဖို့အတွက်ကကျွန်တော်တို့အရေးမကြီးဘူးဒါကျွန်တော်အခုဒီမှာမှမဟုတ်ပါဘူးကျွန်တော်ဘောလုံးစပြီးတော့ကျွန်တော်တို့တော်တော်များစသတိရအောင်အဲ့လိုမျိုးပဲအင်တာဗျူးတွေဖြစ်ရင်ကျွန်တော်ကကိုသွင်းရတာကိုခံနေရတာပူကြိုက်တယ်ပြီးတော့ကျွန်တော်အသင်းနိုင်ဘယ်သူပဲကိုသွင်းရင်ကျွန်တော်ဂျင်းတ်တယ်မရှိဘူးမရှိဘူးဘာရောက်လဲဆိုတော့ဟိုကစားရတာလည်းနည်းနည်းလေးဟိုဘက်တင်အရင်ခံစစ်ပထမပိုင်းမှာခံတဲ့အရင်ဟိုဟာဘယ်လိုပြောမလဲ deep ဖြစ်လွန်အားရှိရဲ့ပြီးတော့ ဟိုဘောလုံးလည်းတိတ်မရဘူးမရတဲ့အတွက်ကြောင့်အဲဒီကိုလည်းအိုရန်လည်းဘာမှတိတ်မလုပ်ပြနိုင်ဘူးတော့ခံစားရတယ်ဗောနော်ဒါပေမဲ့လည်းဟိုအသင်းနိုင်မွေးရအတွက်တခြားအသင်းမော်ရီနီးပြဆရာတွေဟိုအကုန်လုံးလည်းကျေးဇူးများပြင်ပါလာပြီးတဲ့ပြည်သက်တွေကိုလည်းကျေးဇူးများပြင်ပါအာအမမမအောင်ဆိုတော့ကျွန်တော်လေရင်ကစားတဲ့တက်တန်းတစ်ချောင်းအခုဆိုရင်10နှစ်ပြည့်ပြီပေါ့နော်2025ဆိုရင်လေရင်ကစား2025လေးကကစားတယ်10နှစ်ပြည့်ပြီဆိုရင်ဒီဘွေးကအများဆုံးလို့တော့ပြောလို့ရတယ်ပေါ့ ဲ့တော့လေကျေးဇူးအများကြီးတင်ပါတယ်တေးချမလုတ်ပြလုတ်ပြနိုင်တယ်မလုတ်ပြနိုင်တယ်ဆိုတာပဲတခါကျရင်လိုပဲဘောလုံးသင်းဆိုအရန်ကောင်းပြီးတော့ရှုံးသွားတဲ့အသင်းတွေလည်းရှိရဲ့ခြေစွမ်းအရန်ကောင်းပြီးတော့အနိုင်မရတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့လာအားပေးတဲ့ပြိသက်တွေလည်းကျေးဇူးများတယ်နော်ဟိုကျွန်တော်လာအားပေးသည်ဖြစ်စေဟိုကျွန်တော်တင်းလုံးလာအားပေးသည်ဖြစ်စေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ ဒီကွင်းထဲလာတွေကကျွန်တော်တို့အတင်ရပြိသက်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့တိတ်ပြီးတော့ဟိုဒီခြေစမ်းပြနိုင်မှာတိတ်ပြီးဖီးရတော့မရှိဘူးပေါ့နော်ဆွတ်ဆွတ်ခဲ့နေတာပြင်းပါဘူးနော်ဘယ်လိုမျိုးလေးလဲကျွန်တော်အာပထမတော့ဒါကတော့ကျွန်တော်တို့ကွင်းထဲမှာဖြစ်လာပေါ့ရားတယ်ပြစ်တယ်ပေါ့ပြစ်တယ်ပေါ့ကျွန်တော်တို့ကပုံမှန်ဆုံးဓာတ်ရိုက်ကန်လာတော့ဘာလို့လုပ်လဲအဲ့တော့ကျွန်တော်ကအဲဆိုမိုးကျော်ရဲ့တရားထောင်ရင်ကိုကျွန်တော်ကခေါ်ပြီးတော့နည်းပြောလိုက်ရပါတော့ဒီလိုမျိုးအနောက်တိုင်းသွားဒီလိုမျိုးကဘောလုံးအနောက်တိုင်းလေးကိုကြံမြင်မယ်အဲအဲ့လိုမျိုးအဲ့ရနေလို့ရဒါကတော့ ခုလည်းဆိုဒါဖော်မြူလာလိုမျိုးဖြစ်နေပါဘောလုံးတွေမှာဒီလိုပဲဟိုဂိုးအများဆုံးရနိုင်တာဆက်ပြေးရနေကိုဂိုးအများဆုံးရတာဆိုတော့ဒါကတော့ဟိုနောက်လည်းကျွန်တော်ဒီလိုမျိုးပဲဆက်ပြေးရနေစူးစမ်းပြီးတော့ဂိုးရအောင်လို့လုပ်အောင်ပါနော်သမိုင်းကျွန်တော်တေးချာတော့မသိလိုက်ဘူးတမ်းမှန်ငွန်းလာပြီးတော့အမှန်တမ်းကတော့ရှုပ်ချက်ခတ်နေတာရောအဲ့နားမှာအဲ့လိုမျိုးဖြစ်သွားတဲ့ဒါပေမဲ့ဟုတ်ဒါပေမဲ့ဘသူပဲသွင်းသွင်းမှာအသိနိုင်ရတဲ့အတွက်အရှင်းပြပါတော့မရောက်သေးသေးလား ကကလိုက်တာလေးတွေ့ရပါတော့ဒီမင်းစိကတော့တတိယလေးအာအဲ့လိုမျိုးကျွန်တော်တို့တွေဖွဲ့ရအများကြီးအဲ့လိုပဲအခန်းထဲမှာလည်းအဲ့လိုပဲဘောက်ဖို့မိကနဲ့ကနေရအဲ့တော့ကွင်းထဲမှာလိုမျိုးပေါ့နော်ပရိသတ်တွေလည်းအဲ့လိုမျိုးနိုင်လေအဲ့လိုမျိုးကတော့ပရိသတ်လည်းနဲ့ပို့ပြီးတော့ဟိုစိတ်ကြည်နူရမယ်ပြောချင်ရမယ်ထင်တယ်ပေါ့နော်အဲ့လိုအာကျွန်တော်အတိတ်ပြောက်ပဲဗောနော်အတိတ်ပြောက်ပဲသူတို့ဒီပွဲမတိုင်ခင်လည်းအဲ့လိုမျိုးကျွန်တော်အကြောင်းနည်းနည်းလေ့လာတာတယ်ဗောနော်ဟို နည်းလေးလာတာအဲ့တော့သူတို့လည်းဒါကတော့အသင်းတိုင်းမှာတော့ key player ဆိုတော့သူတို့ကနည်းလေးဗီဒီယိုပဲကြည့်ပြီးတော့လူမျိုးဘလို့ Facebook တားဆီးမလဲဆိုတာတော့ဒါကတော့ဒီကျွန်တော်တို့ညီမတို့ဒီတကဘာလုံးမှာရှိပါတော့ဒါအော်အဲ့ဒါတော့ကျွန်တော်တို့ကမသိလိုက်ဘူးအမှန်တော့ဒီတိုင်းပဲ training ပြီးကန်နေမှာအဲနောက်ပြီးတော့ဆရာ coffee ကြီးပိုင်ရောအဲ့လိုမျိုးရှောက်ဆော့လာ coffee တောက်လိုက်ရအောင်မတော့ရသေးဘူး 見上げながら。